မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ40ရှိရဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုဖတ်ပြပေးသွားကျွန်တော်ကတော့နီဥပရေ33အားနေချက်ကိုရပါသဘောတရားနိုင်ငံတိုင်းမှာအကြမ်းလက်ရှိသလို လူတိုင်းမှာအားနေချက်ရှိတယ်အားနေချက်ဆိုတာကစိတ်မလုံခြုံမှုတွေ ချုပ်တီးမရတဲ့စိတ်ခံစားချက်တွေနဲ့စိတ်လိုအင်ဆန္ဒတွေဖြစ်နေတတ်တယ်။ဒါမှမဟုတ်လျှောဝတ်ထားတဲ့ตาရမှု နာခံမှုစာနာမှုတွေလည်းဖြစ်နိုင်တယ်။ဘယ်လိုအကြောင်းအချက်တွေပဲဖြစ်နေပါစေအားနည်းချက်တွေကို သိခဲ့ရင်ဝတ်အူရလိုပဲတရည်ချင်းကြည်ကြည်သွားအောင်အကြက်ကင်ပြီးကိုကြိုးထုတ်တဲရမယ်။နေစဉ်တောင်းတဲ့အတွင်းကြောက်ကံမအနီမှာချင်းတေကြီးကတောင်စိမ့်နောက်အသေးတန်လိုက်နေတယ် ကျောင်းနယ်ကြီးအနားရောက်တော့တောင်စိတ်ကအပူအပင်မရှိခုံကျော်ပြီးကျောက်ကမ်းမတစ်ဖက်ရောက်သွားတဲ့အခါမှာချင်းသေးဘေးရန်ကနေကင်းလွတ်သွားတယ်။ကန်ဆန်းအဆက်မှာဒေါသတကြီးနဲ့ချင်းသေးကတစ်ဖက်ကန်ရောက်သွားတဲ့တောင်စိတ်ကိုမန်ဖီပြီးမကြေမနက်တွေဖြစ်နေတယ်။အဲဒီချိန်မှာမြေခွေးတကောင်ရောက်လာပြီးချင်းသေးကြီးကိုခုံလိုက်ပါလားဘာကိုကြောက်နေတာလဲတူတောင်ခုံရဲလို့ဟိုဘက်ကန်ကိုရောက်နေပြီ။ခမားစီမှာခုံနိုင်တဲ့ခုံအားလည်းရှိနေတာပဲ။ တောင်စိတ်ထက်တောင်လှည့်မြန်တာအလွယ်လေးနဲ့တစ်ဖက်ကမ်းရောက်သွားလိမ့်မယ်ခုံမဲသားခုံပြီးလိုက်ဖန်းလိုက်လို့ပြောလိုက်တယ်။မြေခွေးရဲ့စကားကိုယုံမိသွားတဲ့ချင်းလေးကြီးကမြေခွေးပြောတဲ့အတိုင်းခုံလိုက်တယ်။ကြောက်ကမကြီးရဲ့ဟိုမှာဘက်ချင်းကိုမရောက်ခင်လန်တော်မှာကျောင်းနဲ့ကြီးတဲ့ပြုတ်ချသွားတယ်။မြေခွေးကတော့အစားထလုံးရဖို့အတွက်နေချင်းသေးစီမှာခါရနေစရာမလိုတော့ပါဘူး။ကျောင်းနဲ့ကြီးအောက်ဘက်မှာအပိုင်းပိုင်းဆဆဂျိုးပဲတည်ဆုံသွားတဲ့ချင်းသေးသားစာရင်ဂျင်းနဲ့နေလိုက်တယ်။ အကွာချအပိုင်ကျန်သည်လူတိုင်းမှာအကာအကွယ်အခုအခံကိုစီရှိကြတယ်။ပြောင်းလဲမှုတွေနဲ့အတူပေါင်းတင်ဆက်ဆံရေးတွေကြောင့်မလွဲမသွေကြုံတွေ့ကြရတဲ့အတိုက်အခံအပြာရဆိုင်အနောက်အရှက်တွေကိုကာကွယ်ဖို့ကြီးကားလို့ချက်ဝဲတန်စာမျိုးတွေနဲ့အတံမွေးနေထိုင်ကြရတယ်။လူတွေနဲ့ပတ်သက်ပြီးမဖြစ်မနေနားလည်ထားဖို့လိုအပ်တဲ့အချက်ကဘယ်လောက်ပဲအခံစိမ့်နေနေထိုင်ကြပါစေလူတိုင်းမှာအားနေချက်ကိုစီရှိနေတာပါပဲ။ ဲ့ဒီလိုဆရာနေချက်တွေကိုအကာအကွယ်မျိုးစုံနဲ့ဖြစ်စေအစာထုတ်မှုများစွာနဲ့ဖြစ်စေဘလောက်ပဲဖုံးခွဲတိုးတိတ်ထားပါစေအကြအလက်လေးတွေရှိနေတတ်ပါ ರಿ အဲ့ဒီအကြအလက်ကနေတစဉ်အားနေချက်တွေကိုအကွက်ချအပိုင်ကျဲလို့ရနိုင်ပါ ರಿ တချို့လူတွေကသူတို့ရဲ့အားနေချက်ကိုပုံမွေလင်းလင်းချပြပြီးအားနေချက်နဲ့လူတီထင်ရှားနေတိုင်းပြရဲကြသလိုတချို့ကြတော့မရရတဲ့နည်းနဲ့ဖုံးခွဲထားပြီး လူဝတ်မှုများစွာနဲ့နေထိုင်ကြတဲ့သူတွေလည်းရှိပါတယ်။အားနည်းချက်ကိုမရှက်မချောက်ထုတ်ဖော်ရတဲ့သူတွေထက် ဖုံးကွယ်ထားတဲ့သူတွေကသူတို့ရဲ့စိတ်ခံစားချက်တွေကိုကာကွယ်ထားတဲ့နေရာမှာသူအကြောင်းနဲ့သူလိုအပ်ချက်လေးတွေရှိသွားပြီးချက်ဝက်တန်စာရဲ့ဟာကွက်လိုဖြစ်သွားပါတယ်။ဒါကြောင့်အဲဒီလိုဟာကွက်တွေကိုအကွက်ချအပိုင်ချံတိုက်ခိုက်ဖို့မဖြစ်မနေမှတ်ထားဖို့လိုအပ်တဲ့အချက်တွေရှိပါတယ်။ မတိစိတ်ကြောင့်ဖြစ်သွားတဲ့အပြုအမူလက္ခဏာတွေကိုသတိထားအကဲခတ်ပါ Sisman Frog မှတ်ချက်ပေးထားခဲ့ဘူးတလို့ပါပဲဘယ်သူမှအလိုဝတ်ချက်မထားနိုင်ဘူးဘာသာပိတ်ထားခဲ့ရင်တော့လက်ဖျားတွေကစကားပြောနေတဲ့အခြေတွေကနေတစင်းစိတ်ခံစားချက်တွေရဲ့သစ္စာဖောက်မှုကိုအတိုင်းသားမြင်နိုင်နေလူပုဂ္ဂိုလ်တဝူတယောက်ရဲ့အားနည်းချက်ကိုရှာဖွေတဲ့နေရာမှာအတော်လေးအသုံးချတဲ့စိတ်အမှုအချင်းဆိုင်ရာအယူအဆဖြစ်ပါတယ် အရေးမပါဘူးလို့ထင်ရတဲ့အမှုအရာအလေးအချင်းတွေနဲ့အပြောအဆိုအလွဲလေးတွေကစိတ်ခံစားချက်တွေနဲ့ပတ်သက်သမျှအရာအလုံးကိုထုတ်ဖော်ပြနေတတ်တယ်ဆိုတာယုံနိုင်စရာတောင်မရှိပါဘူးဒီလိုအကဲခတ်တဲ့နေရာမှာတော့ချက်ကမသိနိုင်တဲ့အရာကိုစောင့်ကြည့်နေဖို့မဟုတ်ပါဘူးကြီးတဲ့နေရာနဲ့အထာကိုမြင်တတ်ဖို့ဖြစ်ပါတယ်နေစဉ်နဲ့အမျှအစကားပြောဆိုဆက်ဆံခြင်းကလည်းတစ်ဆင့်အားနည်းချက်တွေကိုစိတ်ကြိုက်ဒူးဆွားလို့ရနိုင်ပါတယ် နားထောင်ကောင်းသူအတွက်ဒီအလောက်ကမခက်ခဲပါဘူး။စကားပြောနေရင်အတန်တိမ်ဝင်သွားတာမျိုး မပြောတင်လိုက်တဲ့စကားကို မရည်ရွယ်ပဲပြောမိလိုက်တာမျိုးစိတ်မပါပဲမတော်လို့ပြောမိလိုက်ရကနေစကားပြန်နှုတ်တဲ့အနေနဲ့စကားထိန်ပြောတာမျိုးလေတန်းအသောအနှုံပြောဟန်ဆိုဟန်တွေကိုအကဲခတ်ပါတိုက်ရိုက်ဒဲရိုကြီးစကားအစ်တာမျိုးမလုပ်ပဲမတိမတာလေးစကားစွနုနဲ့ပြီးမှစကားနိုင်တော့ပါ ။လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာမျက်လုံးအကြည့်ကအလုံးအရေးကြီးပါရီ။အပြုအမူအလေးအထအကျင့်အကျံအားလုံးကိုဓာတ်ရိုက်ကြီးအကဲခန့်နေတဲ့လူမျိုးကြီးနေတာမျိုးမဖြစ်စေပဲ။မတိမတာအကဲခတ်တဲ့ကင်းသမားအကြည့်မျိုးနဲ့ပေါင်းသင်းဆက်ဆံတိုင်းမျက်လုံးအကြည့်ကိုလေ့ကျင့်ထားပါ။စပွဲတို့ကိုမဟုတ်ဘေးပြီးတို့လိုချင်တာကိုရအောင်ဘယ်လိုလုပ်ကြရတဲ့ကအစားဘယ်လိုလူကိုဘာပေးလိုက်ရင်ဘယ်လိုပြောတတ်တယ် ။ဘာကြောင့်စိတ်တို့ပြီးဘာအတွက်နဲ့ဒါရသွားတတ်တဲ့အစုံအားလုံးကိုအကဲခတ်တရမယ်။မြောက်ပင်ခံရတာကိုကြိုက်တဲ့သူတွေလား၊ဒဇိုးလဆောင်မမောသူလား၊စသဖြင့်အကြိုက်ကိုတည်အောင်အကဲခတ်ပါ။ဘယ်လိုလူတွေစီမားခါရတက်ပြီးဘယ်လိုလူတွေအပေါ်မော်ကြွားတက်ကြတယ်။ဘယ်သူတွေနဲ့ဆိုရင်ပြော့သွားတက်ပြီးဘယ်သူအပေါ်ဆိုရင်မောက်မာတဲ့အစုံလူအလုံးရဲ့အကြိုက်မကြိုက်ကိုကွဲအောင်လေလာပါ လူမရင်ဖုံးခွေထားတဲ့လိုဝက်ချက်အားနေချက် ဝတ်ပဲစသဖြင့်အများကြီးရှိပါသည်ဒီစိတ်ကဘလောက်ပဲဖုံးကွယ်ထားပါစေတရီလွတ်သွားတဲ့အခိုက်အတန့်တစ်ခုမှာမတိစိတ်ရဲ့လောင်းရင်ကြောင့်အလွယ်အမားလေးတွေလုံမိတတ်ကြပါသည်အဲဒီလိုမျိုးအခိုက်အတန့်လူတွေကိုမြင်တတ်အောင်ကြည်ပါဒါဆိုရင်မတိစိတ်ကနေတစ်ဆင့်တိစိတ်ရဲ့အားနည်းချက်တွေကိုဖော်ထုတ်နိုင်ပါလိမ့်မယ်ခိုကိုရမယ့်ကလေးကိုရှာပါ အားနေတဲ့အများစုကကိုစိတ်နဲ့ကိုအခန့်စိတ်တွေမမွေးနိုင်ခင်ငယ်ပေါ်မှာကလေးကစတင်ခဲ့ကြတာပါ အကြောင်းမျိုးမျိုးကြောင့်အခက်ခဲတွေရင်ဆိုင်ခဲ့ရပြီးထိခိုက်ခံစားခဲ့ရလို့ဖြစ်စေစိတ်ခံစားချက်ဆိုင်ရာလိုအပ်ချက်တွေရှိနေခဲ့လို့ဖြစ်စေလိုအပ်ချက်တွေပြည့်စုံခွင့်မရခဲ့လို့ဖြစ်စေခံရပံများလာတော့မကြေလည်စိတ်တွေကိုမြို့သိခဲ့ရပြီးပြစ်မလာနိုင်တော့တဲ့အဆိုးမှာ အငုံစိမ့်နဲ့အစားထိုးအခန့်စိမ့်နဲ့ခန်းစားချက်တွေကိုပိတ်ပင်လိုက်သလိုဖြစ်သွားတတ်ကြပါရဲ့ငယ်ဘွားကလေးကလိုလားတောင်းတာခဲ့သမျှမပြေဆုံးနိုင်မှုကြောင့်ဆရာငယ်နေတတဲ့သူတွေကအမျက်ထုတ်ဖို့အလွယ်ဆုံးပါဒီအားနဲ့ချက်မျိုးရှိတဲ့လူနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာဆရာငယ်မှုကိုဘေးမှာတလို့လှုပ်ပြီးအချက်ကောင်းကင်တွေလိုက်ရင်ကလေးငယ်တယောက်လိုပဲကိုယ်စိတ်တိုင်းချချေလေလို့ရနိုင်ပါ ರೀ လူကြီးစိတ်နဲ့အားငယ်ပြနေတာကိုကလေးလိုမျိုးဆက်ဆံပြီးရနော် အနာနဲ့ဆေးလွဲသလို အမားကြီးမာတတ်ပါရဲ့အကဲခမတော့ဒေကြအောင်လေးလာပါ အတွင်းတစ်မျိုးအပြင်တစ်မျိုးသမားတွေကို ရှာပါအငုံစရဲစန့်ကျင်မဲ့အမှုအချင်းတွေနဲ့ဟန်လုံးပြပြီးမလုံစိတ်ကိုဖုံးခွဲထားတဲ့သူတွေတသက်ရှိပါရင်ရင်ဘတ်စီတီပြပြီးစိန်ခေါ်နေတဲ့ပြမင်းတကယ်တမ်းတကူပြမထိုးကွင်းထမယူရဲ့ဆန်တဲ့သူရဲ့ဘောတွေဖြစ်နေတတ်ပါရင်စုံရဲစားရဲလှုပ်ရဲကန်ရဲတို့ လေထွားသလောက်လက်တွေးမှာဘာမှမလုပ်ရတဲ့သူမျိုးတွေဖြစ်ပါတယ်။အတွင်ပြင်းရဲ့နောက်ွယ်ကစိတ်ခံစားချက် စိတ်အားငယ်မှုတငယ်မှုအကြောင်းရင်းတွေကိုသိအောင်ဖော်ထုတ်နိုင်ရင်လေထွားသမားတွေကို စိတ်ကြကြိုးကင်လို့ရနိုင်ပါတယ်။လိုအပ်ချက်ကို ဖြည့်စေပါ။စိတ်ခံစားချက်ဆိုင်ရာလိုအပ်ချက်များစွာရှိတဲ့နဲ့စိတ်မလုံခြုံမှုနဲ့စိတ်ဆင်းရဲမှုတွေကအကြီးမားဆုံးသောစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေဖြစ်ပါတယ်။ စိတ်မလုံခြုံသူတွေကလုံမှုပေါင်းတင်ဆက်ဆံရေးမှာကြွားကြနိုင်ပြီးစိတ်ဆင်းရဲမှုများသူတွေကြတော့အပျော်အပါးတွေနဲ့ဖြစ်စေစိတ်တရားမှုရနိုင်ဖို့အစားထိုးနိုင်သမျှအလုပ်တွေနဲ့စိတ်ပြောင်းစိတ်လွှဲနေတတ်ပါတယ်။ကောင်းကြီးတော်ကောင်းလုံနိုင်စွမ်းရှိကြသလိုစိုးပြီးဆိုရင်တကမာလုံးမီးလောင်တိုက်တွင်းလောက်အောင်စိတ်တစားဆန်ယူမိုက်နိုင်သူတွေပါ။သူတို့ရဲ့အစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုအနေအထားလိုက်ဖြည့်ဆည်းပေးနိုင်သည်။သူတို့ဘဝကိုစိတ်ကြိုက်ခြေလှယ်နိုင်ပါလိမ့်မယ်။ ခံစားချက်တွေအပေါ်အမျက်ထုတ်ပါစိတ်ခံစားချက်တိုင်းကထိန်ချုပ်ရခက်ခဲပါရည်ချုပ်တီးဖို့လုံးဝမလွယ်ပါဘူးဒါပေမဲ့စိတ်ခံစားချက်များစွာရှိတဲ့အနေအကြောက်တရားဒို့မဟုတ်ကြောက်စိတ်ကထိန်ချုပ်ဖို့အင်မတန်ခက်ခဲတယ်လို့ကိုင်းတွေဖို့လုံးဝမလွယ်ကူတဲ့စိတ်ခံစားချက်ဖြစ်ပါရည်ကြောက်စိတ်ကြောင့်ကောင်းတာတွေအများကြီးလုံးလို့ရနိုင်တယ်လို့မကောင်းတာတွေအများကြီးဖြစ်စေနိုင်ပါရည်အခြေအနေအလိုက်ဇယားအလိုက်ဝတ္တိအလိုက်လူရဲ့ကြောက်စိတ်ဟာယာကယမက်ကြီးသူ အလိုလိုမှကြည်သူမယူရဲ့ဆန်သူခါသည်ယုံမုံနေတတ်သူအဖြစ်အမျိုးမျိုးဖြစ်စေနိုင်ပါ ರಿ ကျောင်းဆက်ရဲ့စုံမခြင်းခံထားရသူတိုင်းဟာသူတို့ကိုသူတို့ထိန်းချုပ်နိုင်စွမ်းမရှိသလိုအမိအခိုးမကင်းနိုင်သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့ထိန်းချုပ်ရခက်ခဲမှုကိုကိုကျိုးအမြတ်ထုတ်ယူလို့ရနိုင်ပါ ರಿ ရန်လူပြိုင်ပွဲရဲ့အမှုအချင်းတွေကနေတစင်းဖုံးခွဲထားမဲ့လျှဝဲချက်အားနည်းချက်တွေကို ဖော်ထုတ်ပါတဲလုံးစားလေးတခုရလိုက်တာနဲ့တနွေငင်းတစင်းပါဖြစ်တဲ့အတွက်အကြည့်ကောင်းပါစေ ဝတ်ဥရဲ့အစခေါင်းကိုမိမာတော့တရေချင်းကျက်သွားအောင်ရေလိုက်လို့ရတယ်လို့ဖြေးချင်းရင်လည်းပြေးသွားအောင်လုပ်လို့ရပါလိမ့်မယ်အကွက်ချနိုင်ဖို့အကဲကတ်ကောင်းပါစီအကွက်ချနိုင်ရင်အကြံပိုင်ပါပြီတပတ်လူရဲ့စိတ်နေစိတ်ခံကိုသိနေမှာတော့သူ့ခြေလမ်းတွေကိုမန်းနေစရာမလိုတော့ပဲအကွက်ချအပိုင်ချံအမျက်ထုတ်လို့ရပါပြီအခုဖတ်ပြပေးကြတော့နေဥပရိသ33အားနေချက်ကိုရှားပါဆိုတဲ့နေဥပရိသလေးပဲဖြစ်ပါရယ်ခင်ဗျာ ဒီနေ့ဥပဒေသားလေးကနေကျွန်တော်တို့အနေနဲ့လူတွေရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးအားနည်းချက်ကိုဘယ်လိုရှာရမလဲဆိုတာကိုလေ့လာခဲ့ရမယ်လို့ယူဆပါတယ်ခင်ဗျာနောက်တစ်ပုဒ်မှာလေနေဥပဒေသား34အနေထိုင်ကောင်းပါစေဆိုတဲ့နေဥပဒေသားလေးကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုနားတော်တာဆင်မေးကြပါအောင်ခင်ဗျာအားလုံးကိုကျွန်တော်တို့ရဲ့ channel လေးကနေလိုက်လဲဆိုတာနဲ့ကျေးဇူးထူးပဲတင်ရှိရပါတယ်ခင်ဗျာ